ညီမငယ်ဆောင်လေးစုပြည့်ရဲ့မင်္ဂလာအခမ်းပွဲမတိုင်ခင် Bright to be ပွဲလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့ကျင်းပပေးခဲ့တဲ့ပြုံးဆောင်စုမြတ်သူစားနဲ့ဆန်နီမြင့်လွင်မင်္ဂလာပါပရိသတ်ကြီးရှင်စိုးညီမတွေတွေကညီမငယ်ဆုံးဖြစ်တဲ့တရားဥဆောင်ဆွေပြည့်တဲ့ရှင်ရဲ့မင်္ဂလာအခမ်းပွဲကိုတော့မကြခင်လပိုင်းအတွင်းမှာကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ် တရုတ်ဆောင်စုပြေသင်းဟာအနုပညာညီကိုမောင်နှမတွေကတရုတ်ဆောင်ဟေဝေယန်နဲ့6နှစ်ကျော်ကာလချစ်သူတွေဖြစ်ခဲ့ကြပြီးအသက်35နှစ်ပြည့်ကံဒီအချိန်ရောက်မှာအိမ်တော်ပြဖို့အတွက်ရွေးချယ်ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်အမှုကိစ္စနိုင်နေပြီးဘိုင်းကောက်ကြောက်ဖိလဲဖြစ်တယ်လို့မိဘတွေရဲ့ဆူဆုံးမမှုတွေကြောင့်လည်းနာမည်ပြန်မရှိခဲ့တဲ့အမျိုးကောင်းသမီးလေးအဖြစ်ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ ်တရုတ်ဆောင်ဟိဝီယန်တို့မိသားစုအတွက်တော့စိုးပြေလိုတန်ဖိုးရှိတဲ့အမေကလေးတယောက်ကိုပိုက်ဆိုင်ခွင့်ရရှိတာကြောင့်ကံကောင်းတယ်လို့ဆိုရမှာလည်းဖြစ်ပါတယ်တရုတ်ဆောင်စိုးပြေနဲ့ဟိဝီယန်တို့နှစ်ယောက်ဟာနှစ်ဖက်မိဘအဆောင်အလင်းရှိမှဆင်းဆက်မင်္ဂလာပွဲကျင်းပခဲ့ပြီးပြီဖြစ်တာကြောင့်ပြည်ပြေဆောင်တဲ့မင်္ဂလာအခမ်းအနားပွဲကြီးကိုတော့မကြခင်မှာကျင်းပပြုလုပ်တော့မှာလည်းဖြစ်ပါတယ် ဒါကြောင့်မလို့လေမကြခင်မှာအပြိုးပွားကိုဆွလွတ်ပြီးအိနောက်ရှင်မတယောက်အဖြစ်ဖြတ်သန်းတော့မဲ့တရုတ်ဆောင်စုပြည့်ရတဲ့အမကြီးတွေဖြစ်ကြတဲ့စုမြတ်သူစားနဲ့ဆန်ဒီမြင့်လင်တို့ကဦးစီးကောင်တကယ်ချင်းတွေနဲ့စုပေါင်းပြီးတော့ bright to be ပွဲလေးကိုပျော်ပျော်ပါပါကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ပါတယ် ဆွေပြည့်သစဉ်အတွက် Bright to be ပွဲလေးကိုတော့တယောက်ဆောင်ဆွေမြတ်သူစားနဲ့စန္ဒီမြင့်လင်တို့ကဦးစီးပြီးတငယ်ချင်းတွေဖြစ်ကြတဲ့တယောက်ဆောင်မေမြင့်မိုးတယောက်ဆောင်ဝေလာရီရွှေသမီးနဲ့ရန်နာပိုတို့ကလည်းပါဝင်အားဖြည့်ပေးခဲ့ကြတာဖြစ်ပါတယ်ဆွေပြည့်တဲ့စဉ်ကတော့ဆိုးညီမတွေထဲမှာအငယ်ဆုံးညီမလေးဖြစ်ပြီးနောက်ဆုံးမှအင်နာကြတဲ့သူလည်းဖြစ်တာကြောင့်ချစ်ရတဲ့အမတွေစီကပြည့်ပြည့်စုံတဲ့မြတ်တာတွေကိုလည်းထပ်မံပိုင်ဆိုင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။